အာဆနယ် BBA ဘာမှ channel ကိုအားပေးဝင်ရနေကြတော့ညီကောင်မတော်များအားလုံးနဲ့အာဆနယ်ချစ်ပိတ်တာများအားလုံးပဲမင်္ဂလာပါလို့ဥစ္စာပထမနှုတ်ခွန်းဆက်သားလိုက်ပါရခင်ဗျာအာဆနယ် BBA ဘာမှ channel ကိုအားပေးနေကြတော့ညီကောင်မတော်များနေနေကျွန်တော်ကိုဆက်လက်ဝင်ရပေးကြရင်လည်းကျွန်တော်လိုအပ်ချက်များရှိခဲ့တဲ့ comment မှာကျွန်တော်ရဲ့ video ရဲ့ comment မှာအချိန်မြေရေးခဲ့နိုင်ပါလေလို့နော်အဲ့တော့ဥစ္စာပထမကျွန်တော်အာဆနယ် BBA ဘာမှ channel ကို ဒီဗီဒီယိုကိုကြည့်သွားပြီးတော့ Arsenal ဘီဗျဘာမှ channel ကို like and subscribe လုပ်တဲ့ like and subscribe လုပ်ပြီးကျွန်တော်ဝင်ရံပေးကြပါအောင်အားလုံးကျေးဇူးပါခင်ဗျာဒီကနေ့မှာတော့ကျွန်တော်က Arsenal ရဲ့ November လက်ကျန်၃ပွဲအခြေအနေလေးကိုကျွန်တော်ရဲ့ဒူးတယောက်အမြင်ကျွန်တော်ဒူးတယောက်စိတ်ကံစားချက်နဲ့အတူတူကျွန်တော်ဟိုစိတ်ကံစားချက်နဲ့အတူကျွန်တော်ဖြစ်တဲ့ဖြစ်လိုက်တာလေးတွေကျွန်တော်ဆွေးနွေးသုံးသပ်သွားမှာလည်းဖြစ်ပါတယ်ခင်ဗျာအဲ့တော့ပထမဆုံးအနေနဲ့ကျွန်တော် Arsenal အကြောင်းလေးရင်သုံးသပ်မှာဗျာ Arsenal က November November လမှာလက်ကျန်၃ပွဲကစားဖို့ကြံသေးပြီးတော့အဲ့၃ပွဲမှာကျွန်တော်တို့အာ EF uh sorry ဟို Champion League တပွဲပါနေတာလည်းတွေ့ရမှာလေခင်ဗျအဲ့၃ပွဲလောက်ကလည်းကျွန်တော်အသိဉာဏ်နဲ့ကြည့်ကြမ်းရမှာလည်းဖြစ်ပါတယ် Number 23ရက်နေ့ကျွန်တော် International Break ပြီးတဲ့အခါမှာပြန်ကမ်းမှာပထမဆုံးပွဲစဉ်ဖြစ်အင်ကွဲမှာ Spa ကိုရင်ဆိုင်ရမှာလည်းဖြစ်ပါတယ် Number 23ရက်နေ့မှာရင်ဆိုင်ရမဲ့ Spa ကလည်းလက်ရှိချိန်မှာအကောင်းဆုံးပုံစံကိုပြသထားနိုင်တယ်လို့ကျွန်တော်ဆိုလို့ရမှာလည်းဖြစ်ပါတယ်အဲ့တော့ဒီကြောင့် Number 29ရက်နေ့မှာ Bayern Munich ကိုကျွန်တော်အင်ကွဲမှာပဲဆက်လက်အခန့်ကစားရမှာလည်းဖြစ်ပါတယ် Champion League ပွဲစဉ်ဖြစ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ Chelsea တင်းကို number 30 number 9နောက်ဆုံးပွဲမှာ Chelsea တင်းကိုဝေးခွင်းသွားကြံမှာလည်းဖြစ်ပါတယ်အဲ့တော့ဒီဒီ number လာမကုံကြီးကျွန်တော်နောက်ဆုံးကြံတဲ့၃ပွဲမှာကျွန်တော်ပြင်းပြလေး၂ပွဲလောက်လန်ဒန်ဒါဘီပွဲဖြစ်နေတာကကျွန်တော်ရထူးခြားချက်ဖြစ်သလိုကျွန်တော်တို့မဖြစ်နိုင်တာကိုဖြစ်အောင်လုပ်ရမယ့်အခြေအနေလဲကျွန်တော်တို့ရင်ဆိုင်နေရတာဖြစ်ပါတယ်အဲ့တော့လက်ရှိချိန်မှာကျွန်တော်အာဆင်နယ်ကြောင်းလေးရင်သုံးသပ်မယ်ဗျာကျွန်တော်၃သင်းကြောင်းမသုံးသပ်ခင်အာဆင်နယ်ကလက်ရှိချိန်မှာဒန်ရလူစင်းနဲ့ပတ်သက်လို့ကျွန်တော်တို့စပါးနဲ့ပွဲနိုမန်23မှာကမ်ပန်စပါးနဲ့ပွဲမှာမဖြစ်မနေပြန်လာမယ့်ကစားသမားရှိပါတယ် သူကသူတို့တွေသူတို့တွေကတော့ကျွန်တော်တို့အာ video class ကမာဒူဂီရဲ့နော်မာဒူဂီပြန်လာမယ် video class ပြန်လာမယ်ပြီးရင်မာတနယ်လီပြန်လာမယ်မာတယ်အိုရီကပြန်လာဖို့များပါတယ်ဒီ၄ယောက်ကကျွန်တော်မဖြစ်မနေပြန်လာဖို့ရှိပါတယ်အဲ့တော့လန်ဒန်နာရီပွဲမှာစပါနဲ့မြောက်လန်ဒန်နာရီပွဲမှာဆိုရင်ကျွန်တော်တို့အသင်းအနေနဲ့အင်ပြေအားပြစ်ပုံစံမျိုးကျွန်တော်ပွဲထွက်ကစားနိုင်ခွင့်အခြေအနေမှာလည်းရှိနေခဲ့တာဖြစ်ပါမေကေအာရီယာနဲ့ရောရောသွားတဲ့နေရာတနေရာကတော့ကျွန်တော်တို့အာ ကျွန်တော်တို့ဘိုခန်ဆက်မူကြီးဖြစ်တဲ့ Gabriel Megahis တန်ရသွားတဲ့အခြေအနေပေါ့နော်။ဒါပေမဲ့ကျွန်တော်ရှေ့ဗီဒီယိုမှာပြောခဲ့သလိုကျွန်တော်အသင်းအနေနဲ့ဘာမှကျွန်တော်တို့သင်ကြေပေးစရာမရှိသလိုကျွန်တော်အသင်းအနေနဲ့ဒီ Gabriel တန်ရရှိမှုနဲ့ပတ်သက်ပြီးတော့ Club Fury ရောပြန်လာမှာဗျာ။ Club Fury ရဲ့တန်အမြင်ရောတန်အမအကြီးစားမဖြစ်လိုက်ဘူး။ Club Fury ရဲ့ land land ညောင်းလန်နိုင်ပွဲပြန်ပါလာမှာ။အဲ့တော့ Gabriel နဲ့ကျွန်တော်အကြီးစားမဖြစ်အကြီးစား sorry Gabriel နဲ့တန်ရသွားတဲ့အခါမှာ Gabriel မရှိလို့ဆိုတဲ့အသုံးနဲ့ကျွန်တော်တို့ဘာမှသင်ကြေပေးစရာမရှိသလို နော်မဲမရှိလို့မဖြစ်ဘူးသီလားဆိုတော့ကျွန်တော် grain ချင်းတိုင်းမှာပဲရှိတယ် okay မဲမရှိလဲအားလုံးဖြစ်ရမယ်ဖြစ်စေခြင်းတို့ကိုလူတွေအများကြီးဝယ်ပေးထားတာအများကြီးပံ့ပိုးပေးထားတာအသင်ဘက်ကနေပြီးတော့အဲ့တော့ကျွန်တော်ပြည့်တတ်တဲ့နေနဲ့အများကြီးမျောလင်းတယ်ဗျာအဲ့တော့ဖြစ်လာခဲ့ဖြစ်မလာခဲ့ကျွန်တော်ရလက်တွေပွဲစဉ်ပွဲစဉ်တွေကန်တဲ့ခါမှာကျွန်တော်ကြည့်ရမှာလည်းဖြစ်ပါတယ်အဲ့တော့ အာဇနဲ့အသင်းနဲ့ကျွန်တော်တို့အာဇနဲ့အသင်းဘက်ကတော့အများကြီးအများကြီးအများကြီးပြောနေကြတာကျွန်တော်ကမလိုဘူးလို့ထင်ပါတယ်သုံးဝန်းနဲ့ပတ်သက်တော့ဘာလို့လဲဆိုတော့လက်ရှိချိန်မှာကျွန်တော်တို့နိုဝင်ဘာလကျွန်တော်တို့နောက်ဆုံး Chelsea နဲ့ပွဲတော့မဖြစ်မနေ Gabriel ပါလာလိမ့်မယ် ဂါဘရီယယ်ကအများဆုံးနားရလဲနှစ်ပတ်လောက်ပဲနားဖို့ရှိတယ်ဂါဘရီယယ်ကရန်ကြီးပြင်းထန်တဲ့တိုင်ကတော့မဟုတ်ဘူးအမ်စွင်းတွေပါရတာပေါ့ကောလာဟလာတွေဖြစ်စရာအကြောင်းမှမဖြစ်ဘူးပေါင်ချန်တန်ရပေါင်ချန်ကြွက်သားတန်ရတော့ပဲဖြစ်ဖို့များတယ်လို့ကျွန်တော်တို့ပြောပေါင်းဆိုပွဲပန်းတဲ့ပုံစံမျိုးပွဲချိန်ကန်ရတာများတဲ့ပုံစံမျိုးရက်ဆက်စွာပွဲချိန်ကန်ရတဲ့ပုံစံမျိုးကြောင့်သူအလောက်ဒီလိုဖြစ်သွားတယ်လို့ကျွန်တော်တို့ခံမှန်းသုံးသပ်ချင်ပါတယ်အဲ့တော့ မောဥစားနေလည်းကျွန်တော်အာဆနယ်အကြောင်းလေးသုံးသပ်ပြီးတဲ့အခါမှာအာဆနယ်အကြောင်းအကြမ်းင်းလေးပေါ့ဗျာနော်အကြမ်းင်းလေးသုံးသပ်ပြီးတဲ့အခါမှာကျွန်တော်ကတော့ဘာကြောင့်ပြောချင်လဲဆိုတော့စပါးနဲ့ပွဲတွေ့မယ်23နိုဝင်ဘာမှာတွေ့မယ်စပါးနဲ့ပွဲကြောင်းလည်းကျွန်တော်အရင်သုံးသပ်လိုက်ချင်ပါတယ်အဲ့တော့စပါးကကျွန်တော်နောက်ဆုံးသုံးပွဲမှာချက်စီးနဲ့တွေ့ထားတယ်နော်ကိုပင်ဟေဂန်နဲ့ချက်မင်းလေးပွဲကန်ထားတယ်မန်ယူနိုက်တက်နဲ့ကျွန်တော်တို့အိမ်ခွင်းမှာကန်တာအဲ့တော့ချက်စပါးကချက်စီးအိမ်ခွင်းစပါးကချက်စီးကိုအိမ်ခွင်းမှာကန်တာနဲ့မန်ယူနိုက်တက်ကအိမ်ခွင်းမှာကန်တယ်အစ်ပြန်နောက်ဆုံးနှစ်ပွဲမှာတော့ချက်စီးကို ဝမ်းစင်းနဲ့ရှုံးလာတယ်မန်ယူကိုတူးတူးတည်ကြတာလေမန်ယူကနောက်ဆုံးမနေ့ဒလစ်ကကောင်းတိုက်သွင်းကုန်တယ်မန်ယူကိုတူးတူးနဲ့တည်ကြထားတယ်အဲ့တော့နောက်ဆုံး၂ပွဲမှာနောက်ဆုံး EPL ၂ပွဲမှာတော့စပါးကတိတ်ပြီးတော့ရှင်နေကောင်းနေဘူးလို့ကျွန်တော်နောက်ဆုံးရတဲ့လေတွေကကျွန်တော်မြင်ရတယ်ပေါ့ဗျာနော်ဒါပေမဲ့လည်းကျွန်တော်တို့ဘယ်လိုပြောရမလဲစပါးရဲ့ဒဏ်ရလူစင်းကိုကျွန်တော်တစ်ချက်ကြည့်လိုက်ရမှာဗျစွလန်ကီးဗျာကူဒက်ဗျာနော် ပြီးရင်ကျွန်တော်တို့ဘယ်လိုရှိအောင်လဲကျွန်တော်တို့ကူလူဇက်စကီးဗျာ နော် medicine ပြ drug using ပြ bizuma ပြကဲ6ရောက်တကယ် main main កောင်နေ6ရောက်အဲ့ဒါပွဲထွက်ကစားသမားတွေပွဲထွက်ကစားနိုင်တဲ့កောင်တွေပဲ6ရောက်နာတာလေစုစုပေါင်းကျွန်တော်10ရောက်ရှိတယ်ပွဲထွက်ကစားနိုင်တဲ့កောင်တွေပဲ6ရောက်ရှိတယ်စပါးမှာဒါတောင်မှစပါးလက်ရှိအခြေအနေမှာကျွန်တော်တို့အကောင်းဆုံးပုံစံမဟုတ်တော့တော်တော်ကောင်းနေတဲ့ပုံစံကိုပြထားတဲ့အခြေအနေမှာကျွန်တော်တို့မြင်ရတယ်ချက်မနေ့မှလည်းသူ့အတူထိုက်သေးတယ်အထိုက်တယ်အောင်အဆင်ပြေနေတယ်အဲ့တော့ဒီ10ရောက်တော့နာတဲ့စပါးအသင်းကခင်ဗျစဉ်းစားကြည့် မန်ယူနဲ့ပွဲမှာဆိုတော့နောက်ဆုံးအချိန်ပေါ်အချိန်ပေါ်မင်းနဲ့မှာမနော်ဒလိကဲကောင်းတဲ့ဂိုးကြောင့်တော့တေရလိုက်တာမဟုတ်ရင်တို့နိုင်တယ်အဲ့ပွဲမှာအဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ပြာတို့တော်မတ်ဖရန့်ရဲ့ဒီဘယ်လိုပြောရမလဲသူ့ရဲ့နေပြည်တော်ရဲ့သူ့ရဲ့ဒီကစားသမားတွေကိုကင်တွယ်မှုကလည်းစပါးကိုအခုအချိန်တွေတခုမှသူရောက်နေတာသူ့ရဲ့အကောင်းဆုံးပုံစံတော့မဟုတ်သေးဘူးပြာဒါပေမဲ့အချိန်တွေတခုမှသူရောက်အောင်သူထားနိုင်တယ်နော်လက်ရှိစပါးတိုက်စစ်မှာဇာဗီဆိုင်မွန်ရှိတယ်ကိုလိုမိုအာနေရှိတယ်နော်ရစ်ချလီစင်ရှိတယ် ဂျွန်ဆန်ရှိတယ်မတ်တက်ဒဲရှိတယ်ကစားသမား9ယောက်ကြိုက်တဲ့နေရာမှာကြိုက်သလိုတုံးလွှဲရတဲ့ကစားသမားတွေပဲတောင်မန်ထုတ်သုံးမှာအထောင်တိုက်စစ်သုံးမှာကြိုက်သလိုတုံးလွှဲရတဲ့ကစားသမားတွေပဲအဲ့တော့ဒီလိုတိုက်စစ်မှုတွေလည်းသူပြောချင်တာကပရီးမီးယားလိမှာစပါးကလည်းတော်တော်အင်အားတောင့်တင်းတယ်လို့ပြောလို့ရနေထားမှာလက်ရှိချိန်မှာကျွန်တော်မြင်ရတယ်ဒါတော့ကဒဏ်ရကစားသမားညာနေလို့အဲ့တော့သူတို့တင်းနေတယ်လည်းအကောင်းဆုံးပုံစံရနေတဲ့အကောင်းဆုံးလို့မဟုတ်ရင်တော့တော်တော်ကောင်းတဲ့ပုံစံကရရရှိနေတယ်ဆိုတာနီးပြနေတဲ့ဆိုင်မျိုးကစားသမားတွေစူးစမ်းအထောက်အမှုနဲ့အသင်းရဲ့ပတ်ပုံးမှုကြောင့်လည်းအများကြီးမြင်တွေ့ခဲ့ရတယ် ဖြစ်တယ်နော်ပြီးခဲ့တဲ့ပွဲထဲမှာအဲ့တော့အာဆန်နယ်နဲ့စပါးကိုဟိုအဲဂျိုးကြောင်နဲ့တွက်လို့လို့မရတော့ဘူးလို့ကျွန်တော်တို့သုံးသပ်ချင်တယ်စပါးကလည်းလွယ်လွယ်နဲ့တော့ခင်ဗျာလွယ်လွယ်နဲ့အာဆန်နယ်တွန်းတိုက်အတိုင်းပြိုလဲရမယ်အဟိုဘယ်လိုပြောရမလဲနော်ပြိုလဲရမယ်အနေအထားမျိုးဖြစ်မနေဘူးဆိုတော့ကျွန်တော်တို့တွေ့ရတယ်အဲ့တော့စပါးနဲ့နိုမာလာ23ရက်နေ့မှာကံမယ်အာဆန်နယ်စပါးပွဲဆိုတော့ကျွန်တော်ကတော့ကျွန်တော်ရလာခံမှန်းမှုကတော့ Arsenal 2 Spurs 1ဆိုတော့2-1ရလာတဲ့ Arsenal အနိုင်ရရှိသွားလိမ့်မယ်လို့ကျွန်တော်ကတော့ကြိုတင်ခန့်မှန်းလိုက်ချင်ပါတယ်ခင်ဗျာโอเค ဲ့တော့နောက်တစ်ပွဲဖြစ်တဲ့ဘိုင်မြူနစ်နဲ့ပွဲလွန်မလန်29ရက်နေ့မှာကံမဲ့ချန်ပီယံလိဘိုင်မြူနစ်နဲ့ပွဲစဉ်အတွက်ကျွန်တော်ကတော့အာဆင်နယ်အတွက်အားသာလာတစ်ခုပဲရှိတယ်။အဲ့ဒါပါလဲဆိုအာဆင်နယ်အိမ်ကွင်းဖြစ်တယ်နော်။အဲ့တော့အာဆင်နယ်အိမ်ကွင်းမှာဘယ်အသင်းလာကန်ကန်နောက်ပိုင်းနှစ်တွေမှာတိတ်ပြီးတော့အာလာကန်တဲ့အသင်းနဲ့ရလမကောင်းတာကိုတွေ့ရတယ်။ကျွန်တော်အာဆင်နယ်အသင်းနဲ့အိမ်ကွင်းမှာထိန်းသိမ်းသိမ်းပိုကန်တယ်လို့အိမ်ကွင်းမှာပိုပိုပြီးကောင်းမွန်တဲ့ကစားနိုင်တာကိုကျွန်တော်တွေ့ရမှာဖြစ်ပါတယ်။ဘိုင်ယန်က လက်ရှိဖောင်အကောင်းဆုံးအခြေအနေမှာလက်ရှိဖောင်ဘိုင်ယန်ကတော်တော်ကောင်းတော့ဥရောပတခွင်ဘိုင်ယန်လောက်ဖောင်ကောင်းတာမရှိဘူးလို့ပြောလေရတယ်။ဒါကြောင့်လို့ဆိုတော့သူတို့ရဲ့ဂိုသင်းအားကြီးကလည်းရှယ်ကြီးခင်ဗျာနော်ပေးကိုတွေခွင့်ပြုထားရတယ်သူတို့ပေးကိုတွေတော်တော်ခွင့်ပြုထားရပါတယ်ဒါပေမဲ့ငါစဉ်းစားကြည့်ဘိုင်ယန်မြူနစ်ကလက်ရှိအခြေအနေမှာနော်လက်ရှိအခြေအနေမှာကျွန်တော်ဘိုင်ယန်မြူနစ်ကဟိုနောက်ဆုံးကျွန်တော်တို့ကန်ခဲ့တဲ့ဒီဒီနှစ်ဒီနှစ်ပေါ့နော်ဒီနှစ်ကန်ခဲ့တဲ့ပွဲစဉ်တွေအားလုံးမှာဆိုလို့ချင်းဘိုင်ယန်မြူနစ်ကရာကို နော်သူတို့ bonus တွေကမှာရာကို30နဲ့5ကိုရှိတယ်ပေးကို6ကိုပဲရှိတယ်စင်နော်ပြီးရင်ကျွန်တော်တို့ channel မှာ14ကိုသွင်းထားတယ်3ကိုပဲပေးထားတယ်အဲ့တော့ ban minute ကဒီနှစ်သွင်းကိုကနော်40နဲ့6ကိုရှိတယ်စင်နော်ပေးကို6ကိုပဲရှိတယ်နော် go different ပွဲစဉ်ပေါင်းအလုံးတရံ go different စုစုပေါင်းခင်ဗျာလက်ရှိချိန်မှာเนาะ channel နဲ့ကျွန်တော်တို့ဒီ bonus တွေကပေါင်းလိုက် ရာကူက49ကိုရှိတယ်ပေကို9ကိုပဲရှိ goal different goal 40ရှိတယ်အဲ့တော့ဘန်မြူနစ်လိုအသင်းမျိုးကိုတိုက်စစ်ကောင်းတယ်လို့ကျွန်တော်သုံးသပ်မှာမခဲကျင်တော့ဘူးဗျာဒီအချိန်တွေကိုကြည့်ကြရအောင်ဗျ Okay အဲ့တော့ကျွန်တော်တို့ Arsenal ပဲကန်ကောင်းလာလားတော့မသိဘူး PSG နဲ့ပွဲမှာဘန်မြူနစ်က9နဲ့သို့တော် Luis Diaz နော် Luis Diaz အနေနဲ့ကျွန်တော်ဒီအနီကပ်နဲ့ထွက်ခဲ့ရတဲ့အတွက် Arsenal ရဲ့ပွဲကိုလွဲမှာ Luis Diaz နောက်ပိုင်းပွဲတွေမှာ goal တော်အတွင်းလာတယ်လို့သူ့ရဲ့လှုပ်ရှား တို့လောက်ရှားမှုတွေကြောင့် hurricane ကလည်းနေရာလွတ်တွေအများကြီးရလာတယ် hurricane ကနောက်ချန်တိုက်စစ်နေနဲ့ဆော့မယ်လဲဂိုးတွေကိုဇက်တိုက်သွင်းလာတယ်အဲ့တော့ louis dm မပါခြင်းကဘယ်မိနစ်ဘယ်လောက်ထိပြတ်သွားမလဲဆိုတော့ကျွန်တော် arsenal ပွဲမှာစံသက်ခံရမှာလဲဖြစ်ပါတယ်အဲ့တော့ဒီပွဲစဉ်ကိုတော့ကျွန်တော်တော့ arsenal နဲ့ဘယ်မိနစ်နဲ့ပွဲစဉ်ကိုတော့ကျွန်တော်က1-1လောက်ပဲမှန်းတယ်ဗျာကျွန်တော်တေးလောက်ဆိုရင်ကျွန်တော်တို့ arsenal အတွက်ကတေးလောက်ဆိုအဆင်ပြေပြီဗျာ ဘယ်လောက်ဆိုရင်ကျွန်တော်တို့ကလုံလောက်တဲ့ result လို့ကျွန်တော်ကတော့သတ်မှတ်လို့ဘိုင်ယန်မြူနစ်တွင်လည်းဟိုမလျှော့ဘိုင်ယန်မြူနစ်လည်းမရှုံးတော့ပါဘူးကျွန်တော်တို့ Arsenal အင်ကွင်းကိုလာကန်သည့်တိုင်အောင်ဘိုင်ယန်မြူနစ်လည်းရှုံးစရာအကြောင်းမရှိဘူးလို့ကျွန်တော်သုံးသပ်ချင်ပါတယ်။ဟောအဲ့တော့နိုမာလာရဲ့နောက်ဆုံးပွဲစဉ်ဖြစ်တဲ့နိုမာ30မှာကံမဲ့ Chelsea Arsenal ပွဲစဉ်အကြောင်းလေးကိုကျွန်တော်ဆက်လက်ပြီးသုံးသပ်လိုက်ပါအောင်ခင်ဗျာ။အဲ့တော့ Chelsea က EPL မှာအသင်းကြီး၃သင်းနဲ့တွေ့ပြီးသားကြီးပြ။အသင်းကြီး၃သင်းနဲ့တွေ့ရတဲ့မှာသူက Man United ကို2-1နဲ့ရှုံးတယ်เนาะ။ပြီးရင်ကျွန်တော်တို့ လီဗာပူးကို2-1နဲ့နိုင်တယ်စပါးကိုနောက်ဆုံး0-1နဲ့နိုင်လာတယ်အဲ့တော့အသင်းကြီးတွေနဲ့တွေ့ရင်ရလတ်ကောင်းတယ်လို့တော့ကျွန်တော်ရေဘူးကသုံးသပ်လို့ရတယ်ဗျအဲ့တော့လိုပဲဖြစ်ဖြစ်နောက်ဆုံး3ပွဲမှာသူကလည်းစပါးကို1-0နဲ့နိုင်တယ်နော်ကွာဘက်ဆိုတဲ့ကျွန်တော်တို့ချန်မလီပွဲစဉ်ပဲကွာဘက်ဆိုတဲ့အတင်းကို2-2နဲ့သေကြတယ်ဟုတ်ကို3-0နဲ့နိုင်တယ်အဲ့တော့ပရီးမီးယားလိနှစ်ပွဲဆက်နိုင်နောက်ဆုံးနှစ်ပွဲဆက်နိုင်ရထားတဲ့ချက်ဆက်စည်းတင်းကကျွန်တော် လက်ရှိ EPL မှာ เนาะအဆက်30ရဲ့နေရာကိုကျွန်တော်ရက်တည်ထားတယ်เนาะမန်ချက်စတာစီးတီးနဲ့နှစ်မှတ်กว่าเนาะအာဆင်နယ်နဲ့6မှတ်กว่าမှာသူကအဆင့်3မှာရက်တည်ထားရလဲဖြစ်ပါတယ်အဲ့တော့ချက်စီးနဲ့ပတ်သက်လို့ချက်စီးမှာဒဏ်ရလူစင်းနဲ့တော်တော်လေးကိုကျွန်တော်ဟလာရှိနေတာကိုတွေ့ရမှာလည်းဖြစ်ပါတယ်ချက်စီးကကျွန်တော်မြည်သွုံးမယ်ဆိုစီကောင်ဗျာချက်စီးကဒီနေ့မှာကျွန်တော်တို့မထင်ထားပဲနဲ့ချက်စီးက squad ကျွန်တော်တို့တောက်နေလို့ကျွန်တော်ရေဦးကပြောလို့ရမယ်ချက်စီးမှာ squad အဲ့လောက်တောက်တော့မတွေ့ရဘူး ။ဟောဆိုစပါးနဲ့ဆင်ချက်စီကလူငယ်တော်တော်နဲ့လို့ပြောလို့ရတယ်ခင်ဗျာကစားတဲ့ကစားသမားတွေအကုန်လုံးဆွဲထုတ်လိုက်လူငယ်တွေများတယ်။အဲ့တော့လူငယ်တွေအတွေ့အကြုံပိုင်းနဲ့အများကြီးလိုသေးတယ်လို့ကျွန်တော်နီးပြမရစ်ကာနေနဲ့လည်းသူသာဖြူဟာကောင်းကောင်းနဲ့သူဟာချင်းကမ်းမှုကောင်းကောင်းနဲ့ဆက်သွားနေနိုင်လို့သာကစားသမားတွေလည်းသူသူပြောတဲ့အတိုင်းလိုက်လုံနေလို့သာလက်ရှိပရီးမီးယားလိအဆင့်သုံးမှာရပ်တည်နေခြင်းဖြစ်တယ်လို့ကျွန်တော်သုံးသပ်ချင်တယ်။အဲ့တော့ချက်စီကထရေဒူးတော့ဟိုဘယ်လိုပြောရမလဲ ကစားသမားတွေနဲ့ပတ်သက်လို့ထွေထုအများကြီးပြောနေကြမှာလို့ဘာလို့လဲဆိုတော့ Mercury ကောင်းနေလို့ဒါဒီကစားသမားတွေရက်တည်နိုင်တာလို့ပဲကျွန်တော်ကသုံးသပ်ချင်တာเนาะကစားသမားတွေနဲ့ဒီဘက်မှာကျွန်တော်တို့ဟလာဟိုနတိုလိုကောင်မျိုးနတိုကတကယ်တမ်းကအရန်လောဝါလောဝါနှုံကောင်းတာဒါပေမဲ့အဲ့ဂိုးရှိရောင်သူထွက်လာတဲ့ပေါ်လုံးနဲ့ SDB ကိုတော့သုံးဝင်လို့ကျွန်တော်ကခံစားရတယ်။ SDB ကလူငယ်လေးပဲမြန်ဗရာဇီးသားပြပြကျွန်တော်ဘောလုံးနဲ့တော်တော်ထွက်တာ။နော်အထောင်တိုက်စက်ကောင်းကောင်းသာရှင် SDB ကတကယ့်ကိုရှယ် ရှယ်ဖြစ်လာမှာရှယ်ဆိုလက်ရှိတော့အရင်မရှယ်သေးဒါပေမဲ့ရှယ်ဖြစ်လာမယ့်ကောင်းမျိုးအဲ့တော့ဒီဘွဲစနယ်ပတ်သက်လို့လည်းကျွန်တော်ကအာချယ်ဆီအာဆင်နယ်ပွဲစဉ်ကိုကျွန်တော်ချယ်ဆီဇီအာဆင်နယ်1ဆိုတဲ့အရာအာဆင်နယ်တကူကိုမရှိနဲ့ပဲချယ်ဆီကိုအနိုင်ထိမ်းပြီးကန်သွားလိမ့်မယ်လို့ကျွန်တော်တော့ပွဲပြီးသုံးသက်ချက်နေပွဲပြီးသုံးသက်ချက် result ကိုကျွန်တော်ကြိုတင်ပြီးတော့ခံမှန်းလိုက်ချင်ပါတယ်ခင်ဗျာโอเคပါအဲ့တော့ဒီနိုမာလက်ကျန်3ပွဲမှာ3ပွဲချင်းနေတယ်ကျွန်တော်ဘယ်လိုပြောလဲကျွန်တော်2တိောက်ရဲ့အမြင်ပေါ့ဗျာနော်ကျွန်တော်2တိောက်ရဲ့အမြင် ကျွန်တော်ဖြစ်ရှင်နာလေးတွေနဲ့ဖြစ်တဲ့နဲ့ဖြစ်တဲ့နာလေးတွေပေါင်းစပ်ပြီးကျွန်တော်ကဒါလေးတွေကိုသုံးသပ်အင်ဆက်ပေးလိုက်ခြင်းဖြစ်ပါတယ်ခင်ဗျာအဲ့တော့ခမန်းချက်လေးတွေလည်းငကြင်းပေါင်းသင်းဘောလုံးချစ်ပြည့်တဲ့အာဆနယ်ချစ်ညီကိုပေါ်မှာအားလုံးနဲ့ပြီးအာဆနယ်ပြည့်ပြည့်ပေါင်းပေါင်း channel ကိုဝင်ရနေကြတော့ညီမတို့အားလုံးကလည်းလူချင်းမင်းတို့ရဲ့ခမန်းချက်လေးတွေလည်းကျွန်တော်နဲ့သဘောထားမတိုက်ဆိုင်ဘူးဆိုတော့ကောင်းမှန်မှရေးခဲ့ပြီးတော့ခမန်းပေးခဲ့နိုင်ပါတယ်ခင်ဗျာကျွန်တော်ကတော့ဒီလိုဒီလိုဒီလိုလေးတွေကိုကျွန်တော်ရဲ့စိတ်ခံစားချက်ကျွန်တော်ရဲ့ဒါပွဲအခြေအနေတွေပေါ်သုံးသပ်ချက်ရကျွန်တော် ရလာနေတယ်ခံမှန်းလိုက်တယ်ဖြစ်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော် channel တော့ဝင်ရပေးကြတော့အာဇနာချက်ညကောင်မိုင်းအားလုံးနဲ့ဘောလုံးချက်ပြည့်တယ်များအားလုံးကျေးဇူးအများကြီးတင်ပါတယ်လို့ကျွန်တော်ရဲ့ channel လေးကိုလည်းဟလာဒီဗီဒီယိုလေးကိုကြည့်ခြင်းအဖြစ်ကျွန်တော်ရဲ့ channel လေး like and subscribe နဲ့မဝင်ရပေးရတဲ့ဝင်ရပေးကြဝင်ရပေးခဲ့ကြဖို့အားလုံးကိုမြတ်တာရဲ့ခံကြပါလေခင်ဗျာအားလုံးကိုကျေးဇူးတင်ပါခင်ဗျာဘာပဲပါခင်ဗျာ